ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့မုံညာဖြူချလိုက်ကိုရီးယားသင်တန်းကျောင်းကဖြစ်ပါတယ်အဲ့တော့ဒီနေ့ကျွန်တော်ရှင်းပြပေးမယ့်အကြောင်းအရာလေးကတော့ Gyeong Home အတွေ့အကြုံ Che Home အတွေ့အကြုံဒီစကားလုံးနှလုံးရင်ကွာခြားချက်ကဘယ်လိုမျိုးကွာခြားလဲဆိုတာနဲ့ပတ်သက်ပြီးတော့မေးမြန်းထားကြတဲ့ကျောင်းသားလေးများရှိတဲ့အတွက်ကျွန်တော်ဒီစကားလုံးနှလုံးရင်ကွာခြားချက်လေးကိုရှင်းပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျဟုတ်ပြီအဲ့တော့ အရင်ဆုံးကျွန်တော်တို့ gear home နဲ့ပတ်သက်ပြီးတော့အတွေ့အကြုံဆိုတဲ့စကားလုံးနဲ့ပတ်သက်ပြီးတော့ရှင်းပြပေးသွားမယ်အဲ့တော့ gear home gear home ဆိုတဲ့စကားလုံးကိုကျွန်တော်တို့အတွေ့အကြုံဆိုတဲ့စကားလုံးကိုမှတ်မယ်ဆိုရင်အချက်၄ချက်မှတ်ရမယ်ပေါ့နော်အဲ့တော့နံပါတ်၁ဘာလဲဆိုရင်ကျွန်တော်တို့နံပါတ်၁ gear home ဆိုတာကကောင်းတဲ့အတွေ့အကြုံပဲဖြစ်ဖြစ်ဆိုးတဲ့အတွေ့အကြုံပဲဖြစ်ဖြစ်ကျွန်တော်တို့နှစ်မျိုးစလုံးသုံးလို့ရဒါနံပါတ်၁ချက်ပေါ့နော်နံပါတ်၂နံပါတ်၂ကကြတော့ကျွန်တော်တို့ ဟိုကိစ္စတစ်ခုကိုပြောနှစ်လကြာရှည်လောက်ခဲ့တဲ့အတွေ့အကြုံတွေကိုကိုကိုတိုင်ပေါ့နော်နှစ်လကြာရှည်လောက်ခဲ့တဲ့အတွေ့အကြုံတွေကိုဖော်ပြတဲ့အခါမှာဆိုရင်လေကျွန်တော်တို့ Gear Home ကိုတုံးပြရတာဖြစ်ပါတယ်ဥမာဆိုပါဆိုအမေ wedding ဆော်တာလာနော်ငါတို့က wedding ဆော်တာတဲ့သူမှာအလောက်ခံပါအာဟုတ်ကဲ့ကျွန်တော်ကိုရီးယားမှာနေတော့က wedding ကိုနှစ်နှစ်ကြာလောက်ခဲ့ဘူးတဲ့ wedding ဆော်တဲ့အလောက်ကိုနှစ်နှစ်ကြာလောက်ခဲ့ဘူးတဲ့အဲဒီလိုမျိုးပေါ့နော်အဲ့တော့ဒါဆိုလို့ရှိရင်သူ့ရဲ့အတွေ့အကြုံကဒီနှစ်နှစ်ကြာဆိုတဲ့နှစ်လကြာပေါ့နော်ကြာရှည်စွာလော ုပ်ခဲ့တဲ့အခါမှာဆိုရင်လည်းကျွန်တော်တို့ဒီအဲဂျော်ဟုံးကိုတုံးပြရတာဖြစ်ပါတယ်နံပါတ်3နံပါတ်3ကဘာလဲဆိုရင်ကျွန်တော်တို့ကိစ္စတစ်ခုကိုထပ်တလဲလဲလှုပ်ဆောင်ရတဲ့အတွေ့အကြုံတွေထပ်တလဲလဲလှုပ်ပေးရတဲ့အတွေ့အကြုံတွေမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဂျော်ဟုံးကိုတုံးပြရတာဖြစ်ပါတယ်ဥပမာဆိုပါဆိုเนาะအာ အစရာဒီဒီကြောင်းနဲ့ချက်အောင်လေးကိုရှင်းနော်ရင်းကရှင်းပြပေးဘူးလားအာဒီဟာမြေရောဆိုရင်ကျော်၃ချိန်မြောက်ရှိပြီ၄ချိန်မြောက်ရှိပြီရှင်းပြပေးခဲ့ဘူးလားအဲ့တော့ဒီကြောင်းဟောင်းနဲ့ချက်ဟောင်းရဲ့အတွေ့အကြုံကိုကျွန်တော်တို့ ထက်တလေလေးចောင်းသားတိုင်းကိုတောက်တန်းလာလဲဒီဟာကိုရှင်းပြရတယ်နောက်တန်းလာလဲရှင်းပြရနောက်တန်းလာလဲရှင်းပြထက်တလေလေးရှင်းပြရတဲ့အခါမျိုးတွေမှာထက်တလေလေးလုံရတဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကြောင်ဟုံးကိုတုံးပေးရတာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ဒါနံပါတ်3ချက်ပေါ့နော်နံပါတ်4နံပါတ်4ကဘာလဲဆိုရင်ကျွန်တော်တို့ကိုယ့်အတွက်မိမိအတွက် ထူးအနေနဲ့ပေါ့နော်အထူးအဆန်းအနေနဲ့အထူးအဆန်းအနေနဲ့ကြုံတွေ့ရတဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်လည်းကျွန်တော်ဒီဂေဟုံးကိုတုံးပြရတယ်နော်အဲဘယ်လိုမျိုးလဲဆိုရင်အထူးဆန်းအထူးဆန်းဆိုတာကနော်အာ เนาะအထူးဆန်းပေါ့เนาะမိမိအတွက်အထူးဆန်းဖြစ်တဲ့အရာအနေနဲ့ပေါ့เนาะအောက်မှာဆိုပါဆိုအာကျွန်တော်ကဒီเนาะဒီ meaning စာအုပ်ပေါ့เนาะ meaning စာအုပ်ထုတ်တာဒါပထမဆုံးအတွေ့အကြုံပဲပထမဆုံးအတွေ့အကြုံပဲအဲတသက်မှာတစ်ခါမှမထုတ်ဘူးဒါပထမဆုံးအတွေ့အကြုံပဲဒီလိုမျိုးအခါမှာဆိုလို့ရှိရင်လေကျွန်တော်တို့ကြောင်ဟုံးကိုတုံးပြရတာဖြစ်ပါလေခင်ဗျာဟုတ်ကဲ့ဒါဆိုရင်ကြောင်ဟုံးရဲ့เนาะမှတ်ထားမယ့်အချက်ကเนาะ၄ချက်ရှိတယ်နံပါတ်၁ အဲကောင်းတာလည်းတုံးလို့ရတယ်ဆိုးတာလည်းတုံးလို့ရတယ်နံပါတ်2နှစ်လကြာချီလောက်ခဲ့တဲ့အဲတွေ့ကြုံနေကြုံတွေ့ခဲ့တဲ့တွေ့ကြုံနေလည်းတုံးလို့ရတယ်ထပ်တလဲလဲဖြစ်တဲ့နော်ထပ်တလဲလဲကြုံတွေ့ရတဲ့တွေ့ကြုံတွေပါလည်းတုံးပြရတယ်အဲနောက်တစ်ခုကအာအထူးအဆန်းအနေနဲ့မိမိအတွက်အထူးဆန်းအနေနဲ့ပထမဆုံးကြုံတွေ့ရတဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီကြောင်ဟုံးကိုတုံးပြရတာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒါဆိုရင်နံပါတ်2ချေဟုံးချေဟောင်းကကြအချက်နဲ့ချက်ရှိရယ်သူကကြနော်ဘယ်လိုဟာမလဲဆိုရင် तू ကကြကောင်းတာအတွက်ပဲတုံးတယ်ချေဟောင်း ကောင်းတာအတွက်ပဲသုံးပြရတာဖြစ်ပါတယ်နံပါတ်1ချက်နံပါတ်2ချက်နံပါတ်1ချက်ကကြတော့သူကဘလို့ခါမှာသုံးပြရလဲဆိုရင်ချေဟောကကိုကိုတိုင်းစိတ်လိုလက်ရကြုံဘူးခြင်းလို့လောက်ရတဲ့အခါမျိုးတွေလောက်တဲ့အခါမျိုးတွေမှာပဲသုံးပြရတယ်နော်ကာယကံရှင်ကိုတိုင်းစိတ်လိုလက်ရကြုံဘူးခြင်းလို့ကြုံခြင်းလုံးလို့ကြုံတွေ့ဘူးခြင်းလို့ဒီလိုမျိုးအခါတွေမှာဆိုရင်တော့ကျွန်တော်ခြေဟုတ်လို့ပြရတယ်ဥပမာဆိုရဆိုနော်အာငါကိုရီးယားရောက်တော့ကိုရီးယားဂင်ချီလေးလောက်တဲ့ညီကိုလောက်ဖူးခြင်းလိုက်တာဂင်ချီလောက်ဖူးခြင်းလိုက်တာဒါက သူကိုယ်တိုင်ကဒီဂင်းချီကိုလှုပ်ဖူးခြင်းနဲ့အတွေ့အကြုံနော်လှုပ်ဖူးခြင်းနဲ့အတွေ့အကြုံနော်အာကိုရီးယားရောက်တော့ကိုနော် KDA လေးစီးဖူးခြင်းလိုက်တာအဲဒီလိုမျိုးဒါအတွေ့အကြုံရအောင်ပေါ့နော်အကာယကံရှင်ကိုယ်တိုင်ကစိတ်လိုလက်ရနဲ့ကြုံဖူးခြင်းလို့တမင်တက်တက်ကြုံရအောင်လှုပ်တဲ့အခါမျိုးတွေမှာဆိုရင်ကျွန်တော်တို့ခြေဟောင်းကိုတုံးပြရတာဖြစ်ပါလေခင်ဗျာဟုတ်ကဲ့ဒါဆိုရင်ဒီနော် ြောင်းဟွန်းနဲ့ချေဟောဘယ်လိုမျိုးကွာခြားလဲဆိုတာနဲ့ပတ်သက်ပြီးတော့အားလုံးနားလိုက်မယ်လို့ထင်ပါတယ်ခင်ဗျဟုတ်ကဲ့နောက်ရက်ဒီမှာဆိုရင်ကျွန်တော်ကျွန်တော်စီမှာထပ်မေးမြန်းထားတာလေးကအာနိုတာထားဒီဒူတာထားဒီဆိုတဲ့နော်အာစကလုံးလုံးရဲ့အသုံးပြုပုံလေးနဲ့ပတ်သက်ပြီးတော့မေးမြန်းထားတာလည်းရှိပါတယ်အဲ့ဒါကျွန်တော်နောက်ရက်ဒီမှာဆက်လက်ပြီးတော့တင်ပြသွားမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ဒါဆိုရင်အားလုံးကိုကျေးဇူးတင်ပါတယ်